မင်္ဂလာပါဘာမီစတော့မူဗီကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်တော့မကြာမီကထွက်ရှိလာခဲ့တဲ့ထိုင်းဟာတာဇာကားလေးကိုတင်ဆက်ပေးဖို့ရွေးချယ်ထားပါတယ်ခင်ဗျာကဲအစီအစဉ်ပြီဆိုရင်တော့ဇာလန်လေးကိုစတင်လိုက်ကြအောင်ပါကျွန်တော်ကတော့စီစဉ်တင်ဆက်သူအန်ခင်မှုပဲဖြစ်ပါတယ်ခင်ဗျာကျေးလက်ရွာလေးတွေကရွာဦးကျောင်းမှာရွာသူရွာသားတွေဟာဥပုံတွေတရားနာယူဖို့စုယုံလို့ရောက်ရှိနေကြပါလေတရားဟောမဲ့ကိုတော်ကတော့ဥစဉ်ကျူလို့အမိယာပေး သူ့တရားပွဲရဲ့ထူးခြားချက်ကတရားမရဘဲအားလုံးတဟားဟားနဲ့ပွဲကြနေကြတာပါဦးစင်းကျူဟာရိုးသားပေမဲ့ပေါ်ပါလွတ်လပ်စွာပြောဆိုနေထိုင်တတ်တာကြောင့်တကယ်တန်ဃာတော်တပားလိုတော့ကြီးညိုစရာဖြစ်မနေပါဘူးဒါပြင်ပရိယတ်တိစာပေကို လေးလာလိုက်စားသူလည်းမဟုတ်တာကြောင့်ဘာသာရေးမေးခွန်းတွေကို သူထင်သလိုအပြေပေးတတ်ပါလေဒါကဘဲရွာသားတွေကသဘောကျပြီးရီမောနေကြတာပဲဖြစ်ပါလေဦးစင်းဖေဟာ တပည့်တော်တို့ဘာလို့ရေဆက်ချတာလဲဖျာอืมရေဆက်စာကော်ဖီဆက်ချလိုက်ရင်တာရုခေါ်တဲ့သူတွေအိတ်မရမှာစိုးလို့ပါတကားဥပီးတော့တရားစာရွတ်တဲ့အခါကျရင်လေဘာလို့နမောတတကိုအရင်ရွတ်ကြတာလဲဖျာနမောဆိုတာခွင်တောင်းတာတကားရဲ့အင်္ဂလိပ်လိုဆို please လို့ပြောလို့ရတယ်ကွယ်အထက်ပါတိုင်းဘာသာရေးပြဿနာတွေဖြေရှင်းပြီးတဲ့အခါဦးစင်းကျူဟာပါဠိစာတွေကိုအစီအစဉ်မကျစွာရွတ်ဆိုကရေဆက်ချစီလိုက်ပါတော့လေ ရေစက်ချပြီးတဲ့နောက်မှာဦးစင်းကျူရဲ့အရှိတဲတဲ့ကတကမားနှစ်ယောက်ဟာပြောင်ပြောင်တင်းတင်းကြီးအတင်းတုတ်ကြပါတော့လေဟေးဦးစင်းကျူကငကားမင်းရဲ့သားဆိုပြီးရွာထဲမှာပြောကြတာကြားတယ်တေချာကြည့်တော့ဘာမှလည်းမထူးကြပါလားဩအဲ့ဒါတော့ငါလည်းမသိဘူးလေဒါပေမဲ့အရက်ဆွဲနေတဲ့ဒွန်တော့ရဲ့သားဆိုတော့တရွာလုံးသိဒီချိန်မှာဒွန်တော့ဟာဈေးထဲမှာမော်နင်းတစ်ပတ်ချပြီးတစ်သီးတွေရောင်းနေပါလေဒွန်တော့ဒီနေ့ဈေးထွက်တယ်လားဘာလို့သားတော်ဦးစင်းကျူရဲ့တရားပွဲမသွားတာလဲဗျာ မသွားတော့ပါဘူးသူ့တရားပွဲကလူရွှင်တော်ကြီးပလီမော်မှာဟာသထိုင်ပြောနေတယ်လို့ပဲဟုတ်သူရဲ့မိခင်ကတော့အခုလိုအတိမတ်ပြုတ်ထားတဲ့ဥစဉ်ကျူဖြစ်ပါလေတပတ်ကဘုန်းကြီးเจ้าမှလည်းအတင်းတုံနေကြစေပါပဲအမေတခုတားတခုဆိုတာဒါမှအစေဒါဟာသာဘုန်းကြီးအမေကအယတ်သမားဈေးတယ်ဟွန်းလိုက်လဲလိုက်ပါတော့ဟေ့တော်ပါတော့ဟေ့နေကလည်းများလာပြီဥစဉ်ကျူရှေ့တဲ့တဲ့ထားပြီးအာမနာရှာမကျူပြောနေလိုက်တာသင်ငန်းအောင်တော့နည်းနည်းပပအားနာပါအောင်ဟေ့ ရပါတယ်ပွမွေလင်းလင်းသာပြောပါဒကမတို့အမှန်တရားတွေပဲမဟုတ်ဥစဉ်လက်ခံနိုင်ပါတယ်ဒီချိန်မှာဘယ်ကဘလို့ရောက်လာမှမသိတဲ့ဒေါ်နော့ကရောက်ချလာပါတော့တယ်ဒေါ်နော့ကဥစဉ်လက်ခံနိုင်ပေမဲ့ငါလက်မခံနိုင်ဘူးဆိုပြီးတရားပွဲတွေကိုဖဏတ်ကြီးနဲ့ပစ်ပေါက်တော့တာကြောင့်အားလုံးပဲရုပ်သက်သက်တွေဖြစ်ကုန်ကြတော့တာပါအတင်းပြောသူနှစ်ယောက်ကလည်းသူတို့ပြောတာတွေဟာမှန်တရားတွေပါဆိုပြီးကက်ကက်လန်ပြန်ရန်တွေ့နေတာကြောင့်ဒေါ်နော့နဲ့နှစ်ယောက်တစ်ယောက်နဗန်းတက်ကုန်ကြပါတော့တယ် ဘေးနားကလူတွေကပဲသူတို့ကိုအတင်းဝင်ဆွဲပြီးရွာသားအားလုံးကိုပါပြန်ခိုင်းလိုက်ရတော့တာပါဦးစင်းကဒေါ်တော့ကိုစိုက်ကြည့်လိုက်ရမှာတော့အယံနံထွက်နေတာကြောင့်ဒေါ်တော့သူ့ပါးစပ်ကိုလက်နဲ့ကာထားပြီးခေါင်းငုတ်နေရရှာပါလေဦးစင်းကျူလဲဘာမှမပြောပဲလှေကားပေါ်ကအစင်းမှာတော့ရုတ်တရက်မူးဝေပြီးမှောက်လဲသွားခဲ့တော့တာပါတပတ်မှာတော့ဆရာပေါ့လို့အမိရတဲ့အောက်လန်းဆရာတယောက်ဟာညီဖြစ်သူနဲ့အတူတောရွာတစ်ခုမှာတောင်းညံ့နေတဲ့စုံမတကောင်ကိုဖမ်းဖို့အတွက်စူးစမ်းနေပါလေ။ ဇုံမဟာကြက်ရကောင်ကိုကိုက်စားနေစင်မှာသူတို့အချိန်ကိုက်ဝင်ဖမ်းကြတာပါဇုံမကိုတွေ့တာနဲ့ဆရာပေါက်ကဂါရာတပုတ်ကိုရွတ်ဆိုလိုက်ပြီးဇုံမလည်းအိမ်ထဲအခန်းကိုဝင်ပြေးသွားပါတော့လေဆရာပေါက်တဖြည်းဖြည်းလိုက်ဝင်သွားတော့ဇုံမဟာအခန်းထဲပတ်ပြေးနေခဲ့ပြီးခဏကြာတော့ဆရာပေါက်လက်မှာပြုံးငနဲ့နဲ့ထွက်လာပါတော့လေဇုံမချက်ချင်းမဲ့သူ့ရဲ့ဦးခွေကြီးနဲ့ဆရာပေါက်ကိုရစ်ပတ်လိုက်ကတင်းတင်းကြပ်ကြပ်ဖြစ်ညက်တတ်နေပါပြီသူလဲလက်နှစ်ဖက်ချုပ်ခံထားလို့ ပညာရေးထုတ်သုံးမရခဲ့ပဲအကြက်ရိုက်နေရပြီးသူ့ရဲ့နောက်ဆုံးဝက်ဖဲကိုထုတ်သုံးလိုက်ရပါတော့တယ်။အဲ့ဒါကတော့အားရင်အကုန်စူးစီးပြီးသူ့ခေါင်းနဲ့ဆုံးမကိုတအားတိုက်ထည့်လိုက်တာပါ။မမျော်လင့်ထားတဲ့အကွက်နဲ့အတိုက်ခံလိုက်ရတဲ့ဆုံးမဟာနာကျင်စွာ အော်ကရွာသားတွေအားလုံးရှေ့ကနေလှစ်ခနေပဲထွက်ပြေးသွားခဲ့ပါတော့တယ်။ဒေမလိုဖြစ်ခဲ့တဲ့ဆရာပေါ့လေအိမ်ထဲကချွေးတံတွေဆွဲဆွဲနဲ့ထွက်လာခဲ့ချိန်မှာတကြီးကပြပြတလဲရောက်လာပါလေ။ ဆုံးမပြီးသွားပြီဘာဆက်လုပ်ကြမလဲဒီဆုံးမအတော်ရင့်နေပြီတကြီးတို့ပေးတဲ့ငွေလေးနဲ့မတန်လို့ကျွန်တော်မဖမ်းမိနိုင်တော့ဒါပေမဲ့ကျွန်တော်တို့မှလည်းဆရာပေါက်ကလိုရင်အားကိုးစရာတခြားမရှိတော့ခတ်တာပဲအဲ့ဒီချိန်မှာပဲအိမ်ထဲကပြေးထွက်လာတဲ့အလှပကလေးကိုဆရာပေါက်မြင်လိုက်ရပြီးမျက်ဝန်းတွေလင်းလက်သွားပါတော့တယ်ကောင်မလေးကတကြီးရဲ့နားကိုပြေးလာပြီးသမီးအရန်ကြောက်တာပဲဖေဖေးဆိုပြီးကနွဲကလေးကပြောနေခဲ့တာပါ तू तू ကတကြီးသမီးလားယင် ဟုတ်တယ်ဆရာကျွန်တော်တမီးပါနာမည်ကကျွမ်းနေမြို့ကပြန်လာတာမကြသေးဘူးတမီးဆရာပေါ့ကိုနှုတ်ဆက်လိုက်အောင်လေမင်္ဂလာပါဆရာကြီးဆရာကြီးတွေပါလေလုံမနေပါနဲ့ဟိုအကူပေါ့လို့ခေါ်လဲရပါတယ်ဟိုကျွမ်းဘာမှမကြောက်နဲ့နော်အကူတယောက်လုံးရှိတယ်စုံမအောင်နှိမ်နှင်းပေးဖို့ကအကူတောင်သာထားလိုက်သေးလားတကြီးဟိုကျွန်တော်ဒီလောက်ကိုဆက်လုံမယ်ဗျာဟင်ခုနပြောတော့မတန်ဘူးဆိုဩဟိုခုနလူမစုံသေးလို့ပါတကြီးอ่ะ ဆရာပေါ့ရဲ့မျက်လုံးတွေကတော့ကောင်မလေးပေါ်မှာပဲကြွတ်ကြမတက်ကိုစိုက်ကြည့်နေပြီးသွားကြီးဖဲနေပါတော့လေဒီဘက်မှာတော့ဦးစင်းကျူကိုတိမ်ကြီးတဲ့ခေါ်ယူလာကြပြီးဝိုင်းဝန်းပြုစုပေးနေကြပါလေမကြခင်မှာចောင်းနိုင်ဆရာတော့ကြွလာခဲ့ပြီးတော့ဦးစင်းကျူရဲ့အတိတ်ဘဝအကြောင်းကိုအာယုံရလာခဲ့တဲ့အကြောင်းမိန့်တော်မူပါလေအတိတ်ဘဝကဦးစင်းကျူနဲ့ပဋ္ဌာန်းဆက်ရှိသူတဦးဟာလေခုချိန်မှာလူဘဝကိုရောက်ရှိနေခဲ့တယ် အဲ့ဒီလူလုံးသမျှကံကြိုးဆက်တွေကိုဥစဉ်ကျူလဲခံစားရပါလိမ့်မယ်။ဒီဘဝမှာဥစဉ်ကျူကဖုံးကြီးဖြစ်လာပြီးတစ်ဖက်လူကတော့အောက်လန်းစရာတူဖြစ်တာကြောင့်နာနာဘဝလောကသားတွေကိုညှဉ်ပန်းနှိပ်စက်တာတွေလှုပ်တတ်တယ်။ဒါကိုမကျေနပ်တဲ့နာနာဘဝတွေက အောက်လန်းစရာနဲ့ပထမ်းဆက်ရှိတဲ့ဥစဉ်ကျူကိုလာပြီးတော့ဒုက္ခပေးကြတာပဲ။ဆရာတော်ဖေ။ဒါဆိုအရင်ကဘာမှမဖြစ်ပဲဘာလို့ခုမှစဖြစ်ရတာလဲဖေ။ဥစဉ်ကျူရဲ့ကံတရားက အကျိုးပေးချိန်တန်လာတယ်လို့ပဲပြောရတော့မှာပေါ့လေဒါဆိုရင်ဒီကိစ္စကိုဘယ်လိုဖြေရှင်းရမလဲဗျပဋ္ဌာန်းဆက်ဖြတ်ရမှာပေါ့ဦးစင်အဲ့ဒီလူကိုဒီထိရောက်လောင်သွားခေါ်လာရမယ်သွားခေါ်တော့ဟိုလူကလိုက်ပါမလားဗျလိုက်တာမလိုက်တာကနောက်ကိစ္စပါအရင်တော့သွားခေါ်ရမှာပဲဦးစင်နဲ့သူចောင်းသား၃ယောက်နဲ့ကပ္ပိယကြီးတို့ကလိုက်သွားကြရမယ်ပြီးတော့အရေးကြီးတဲ့ပစ္စည်းတခုကိုလည်းထည့်ပေးလိုက်ပါမယ် ါကတော့ရှေးတန်ကအစဉ်ဆက်ကင်တွေလာခဲ့တဲ့ရက်တောင်တော့ပဲတပိတော်ကတော့ဘာလို့ရမှာလဲဗျာဘုံကြီးဒီရက်တောင်ကိုစတဲ့ကင်ဆောင်ကလေးကပြုလုပ်တဲ့ကိစ္စအဝဝအောင်မြင်တာပဲဒါကြောင့်စောင့်ထားဖို့ပေးတာသွားရှာမယ်လူကအောက်လန်းဆရာဆရာပေါက်ပဲထုံချိုင်းဆိုတဲ့ရွာမှာရှိနေလိမ့်မယ်မီးဆရာတခုရှိပါသေးတယ်ဗျာဟိုအတိတ်ဘဝတုန်းကတပိတော်နဲ့ဆရာပေါက်နဲ့ဘလူပတ်သက်မှုရှိခဲ့လို့လဲဗျာဘုံကြီးပြောပြလိုက်ရင်ဦးစင်ကြက်သိမ်းမှာပြန်ပြန်ထထသွားလိမ့်မယ် တဖက်မှာတော့ဆရာပေါင်းတို့ညီကိုအားတောနဲ့ကြီးတဲ့ကိုဝင်လာပြီးစုံးမှုတစ်မျိုးကိုလိုက်ရှာနေကြပါလေဆရာပေါင်းကသူ့ညီကိုအဲ့ဒီစုံးမှုနဲ့စုံးမကိုထိန်းချုပ်နိုင်တဲ့အကြောင်းနဲ့လောကီပညာဆိုင်ရာဘ ഹു တုဒ္ဒရတွေကို ပြောပြနေတာပါစကားတပြောပြောနဲ့လမ်းလျှောက်လာကြရင်မကြခင်မှာတော့စုံးမှုတွေကိုစိုက်ဆိုင်မြတ်မြတ်ကြီးတွေ့ရပါတော့တယ်ညီကိုနှစ်ဦးလဲဝမ်းသာအားရနဲ့စုံးမှုတွေကိုနှုတ်ယူနေကြပြီးစုံးမကြီးအစာဝတ်အောင်စားရဆိုပြီးကျိန်လိုက်ကြတော့တာပါ တပတ်မှလည်းဦးစင်းကျူဦးဆောင်တဲ့ဖွဲ့ဟာဒေါ်လန်ခီကိုနှင်လာခဲ့ကြပြီးဆရာပေါ့ရှိတဲ့ထုံချိုင်းကျေးရွာစီကိုဦးတီလာနေကြပါပြီဒီချိန်မှာဆရာပေါ့ကဆုံးဖမ်းနေတာပါသူဆုံးမနာကိုတဖြည်းဖြည်းနဲ့တိုးကပ်သွားချိန်မှာတစ်ကိုင်းကြောင့်နင်းမိတာကြောင့်ဆုံးမကသူ့ကိုတွေ့သွားပြီးလှစ်ခနဲ့ပျောက်သွားပါတော့တယ်ခဏနေတော့နောက်ကျောင်းကနေပြုံးနေပေါ်လာတော့ဆရာပေါ့လေတချိုးတဲ့လှည့်ပြေးရတော့တာပါဒါမဲ့အမှန်တော့သူကထောင်ချောက်ဆင်ထားတာသာဖြစ်ပြီး တနေရာမှာတော့စုံမိုးတွေပါရှိတဲ့ပိုက်ကုံကိုစုံမပေါ့အုပ်ချပလိုက်ပါတော့တယ်။မကြခင်မှာရွာသားတွေလည်းအဲ့ဒီနေရာကိုစုအုံရောက်ရှိလာခဲ့ကြပြီးတော့ဝေဒနာပြင်းထန်ခံစားနေရတဲ့စုံမကိုအံ့ဩတကြီးနဲ့ကြည့်နေကြပါလေ။ဒီတစ်ခေါက်တော့မလွတ်နိုင်တော့ဘူးမဟုတ်လားဆရာ။စိတ်သာချပါတကြီးရဲ့ဆရာပေါက်တယ်ဗျ။မပိုင်ဘာမှမလုပ်ပါဘူး။ပြီးတော့ကောင်မလေးဘက်ကိုလှည့်ပြီးသူ့ကုံသူ ဖော်ကျူးပြနေပြန်ပါလေ။တွေ့တယ်မဟုတ်လားကျွမ်းလေး။ အကိုပေါက်တော့တလောက်ကအပြော့ပါပဲနောက်ထပ်တဒါစင်လောက်ဖမ်းခိုင်းတော့တာလီဖမ်းပြနိုင်တယ်သိလားဒီဘက်ကဆုံးမဖမ်းခံအချိန်မှာတဘက်ကဦးစင်းကျူလဲမူးဝေတဲ့ဝေနာကိုခံစားလိုက်ရပါလေသူတို့အထဲမှာတွေ့ကြုံတော်တန်ရှိတဲ့ကပ္ပိယကြီးကချက်ချင်းပဲအစီရင်တစ်ခုလုပ်ဖို့ចောင်းသားတွေကိုပြင်ဆင်ခိုင်းလိုက်ပါလေအားလုံးစဝိုင်းပုံစံအတိုင်းဝိုင်းထိုင်လိုက်ကြပြီးတော့ခြေကျိုးတွေနဲ့ချင်းချင်းတွေ့တန်းကဂါရာတချို့ကိုရွတ်ဖက်လိုက်ပြီးအဖြတ်အမောင်းတွေကိုနှင်ထုတ်လိုက်ကြတာဖြစ်ပါလေ။ ဒီချိန်မှာဆရာပေါ့တို့ညီကိုကတေးညိုင်းတစ်ခုမှလော်ဂီစီရင်နေပြုတ်လုံနေပြီးစုံမကိုထာဝရပိတ်လောင်ထားလိုက်ကြပြီပဲဖြစ်ပါလေတပတ်မှာတော့အလုံးဂါရာတွေပြန်ရွတ်လိုက်ကြပြီးဒိမကြခင်မှာပဲဦးစင်းကျူရဲ့ဝေနာတွေပျောက်ကင်းသွားကပုံမှန်တိုင်းပြန်ဖြစ်လာခဲ့ပါပြီကပ္ပီယာကြီးကဒီချိန်မှာအောင်မြင်သွားပြီမဲ့နောက်ပိုင်းမှာဒါမျိုးတွေထပ်ဖြစ်လာရင်ကေတိုင်းမှုမတေချာဘူးလို့ဆိုလိုက်ပါလေဒီစကားကိုကြားတော့ဦးစင်းကျူလည်းအတော်လေးစိတ်သက်ကြသွားပုံပါပဲ ။ဒါပေမဲ့တော့တကြီးကဆရာပေါ့ကိုသဘောတူထားတဲ့အခါကျင်းငွေပေးနေခဲ့ပါလေ။ဒါပညာကြီးပါဆရာ။ဦးဆောင်ကျေးဇူးရမ်းတင်ပါလေ။ရပါလေတကြီးရဲ့ကျေးဇူးတင်ဆရာမလိုပါဘူး။ဒီလောက်လေးအသေးအဖွဲပါ။သမီးဆရာကိုလိုက်ဖို့ပေးလိုက်ပါအောင်ကွယ်။ဟုတ်ကဲ့ဖေဖေ။ကောင်းပါလေးလိုက်ဖို့တယ်ဆိုတော့ဆရာပေါ့လည်းသဘောမနှောခွေ့သွားပါတော့လေ။ရွာလမ်းမကိုရောက်လာတော့ဆရာပေါ့လေးကိုစကြူပါတော့တယ်။ဟိုလီ ဟိုအကူကကျွမ်းကိုစိတ်ဝင်စားရင်ဘသူစီရင်ခွင့်တော့မှာလေအချိန်ကောင်းမှာအလိုက်မသိတဲ့ညီဖြစ်သူက စကားဖြတ်ပြောပါလေဟာအကူကလည်းဒေရိုးကြီးပါလားနည်းနည်းပါးပါးတွေ့ဝိုက်ပြီးတော့ပြောမှာပေါ့ဗျငါမှဟိုဒီဒီလိုက်မပြောတတ်တာကွာမင်းကလည်းလိုက်ကန်းဆိုးလေးပါလေတီယုံလေဒီမှာနှစ်ကိုကြားမေးနေတာ ው ကျွမ်းကလည်းချစ်စပွဲရှက်ပြုံးလေးပြုံးနေပြီသူမှလည်းဆရာပေါ့မဆုတ်ခင်ကညွတ်ချင်နေတဲ့ပုံပါပဲပြီးတော့အခုလို့ပြန်ဖြေလိုက်ပါလေ ဟိုကျွမ်းကိုစိတ်ဝင်စားရင်ကျွမ်းကိုပဲခွင့်တောင်းပေါ့ကိုရဲ့အဲ့ဒီနေ့မှစပြီးတော့အလွန်တရာကူမှရှည်သွားနောက်လိုက်ညီလုံးနဲ့ဆရာပေါ့နဲ့ကျွမ်းတို့တွဲကို မကြာခဏတပူပူတွဲတွဲတွေ့ကြရပြီးအချိန်ဟုန်နဲ့တိုးတက်လာတဲ့ခင်နဲ့ညီသူတို့လည်းအချိန်တိုတွဲမှာပဲခြေသူအဆင့်ကိုကြော်လွန်မိခဲ့ကြပါတော့တယ်သူတို့နှစ်ဦးလွန်ကျူးမိခဲ့ကြပြီးတဲ့နောက်မှာကျွမ်းကဆရာပေါ့ကိုစိတ်မချဘူးလို့ဆိုကရွာထိပ်ကနတ်စင်ကြီးမှာနှစ်ကိုယ်သူတစ်စာစိုးစေခဲ့ပါတယ် ဆရာပေါ့လေချစ်သေးလေးအလိုကြဘာမဆိုလှုပ်ပေးဖို့အစဉ်အသင့်ပါပဲအရှင်နမင်းကြီးတပည့်တော်သည်ကျွမ်းမတပါတခြားမင်းကလေးကိုလုံးဝမချစ်တော့ပါဘူးအကယ်၍တခြားတယောက်ကိုချစ်မိပါကခုနှစ်ရက်ခုနှစ်ညတိုင်တိုင်အပြင်းထန်ဖျားပါစေသားခုနှစ်ရက်ထဲလာကိုရဲ့ကျွမ်းမျိုးရက်ရှိခီးထွက်တဲ့အခါခုနှစ်ရက်လွန်တာနဲ့အကိုနောက်တယောက်ထားလို့ရပြီပေါ့ဩကျွမ်းကလည်းကွာအတွေးလွန်နေပြန်ပြီဒါဆိုလေကျွမ်းကျင်တဲ့အောင်နောက်တစ်မျိုးပြောင်းပေးမယ် အရှင်နှမင်းကြီးတပီတော်သည်ကျွမ်းပြင်တခြားမင်းကလေးကိုချစ်မိပါကချက်ချင်းမိုးကြိုးပြစ်ခံရပါစီသားမကြာခင်မှာတော့ကျွမ်းကကိစ္စတစ်ခုနဲ့မြို့ကိုရက်ရှိခီးထွက်သွားခဲ့ပြီးဆရာပေါ့လည်းနေ့ရက်တွေကိုလက်ချိုးရေတွက်ပြီးစောင့်နေခဲ့တာပါအဲ့ဒီချိန်မှာပဲမင်းကလေး၃ယောက်ဆရာပေါ့စီကိုရောက်လာကြပြီးတော့တငယ်ချင်းဖြစ်သူကိုတရေဝင်ပူးလို့ကြံနှစ်ယောက်ကစွဲခေါ်လာကြတာဖြစ်ပါလေဆရာပေါ့လည်းညီဖြစ်သူကိုနှစ်တရာအမဲစီနဲ့ ကျောင်းတရားပရိတ်ကြီးတို့ကိုချက်ချင်းပြင်ဆင်စေလိုက်ပါလေအပေါ်ရောက်တော့တရေပူးခံရတဲ့မိန်းကလေးကကမ်ဘောဒီးယားဘာသာစကားတွေနဲ့ဆရာပေါ့ကိုရန်တွေ့နေတာပါဆရာပေါ့လည်းအဲ့ဒီနိုင်ငံသားတရေကို သူစီရင်ထားတဲ့ပရိတ်ကြီးတဲ့နှစ်ကြိမ်သုံးကြိမ်လောက်ခေါင်းနှစ်ချလိုက်ရမှာတရေလည်းထွက်ပြေးသွားပါတော့လေတရေထွက်သွားပြီးတဲ့နောက်ပိုင်းမှာရုပ်ပြက်စင်းပြက်ဖြစ်နေတဲ့ကောင်မလေးဟာသပင်တွေကိုတေချာစီးလိုက်တော့ချစ်စရာအသွင်ဖြစ်သွားပြီး ဆရာပေါက်လေသူမကိုချစ်မိသွားခဲ့ပါတော့တယ်အခုလိုတော့လေအတော်လေးချစ်စရာကောင်းတာပဲအခုခုနပဲကျွမ်းလွမ်းနေရမဟုတ်လားတိတ်ဆန်းခုနတော့ဆိုအတိတ်ဖြစ်သွားပြီငါကူပြစ်ဆုံးပံမှာပဲတဲ့တဲ့နေတော့မယ်မိန်းကလေးစီကပညာရေးယူတဲ့အချိန်မှာဆရာပေါက်ကသူမရဲ့လက်ကိုဖမ်းဆွဲလိုက်ပြီးလက္ခဏာကြည့်လို့လို့ဘာလို့လို့လှုပ်လိုက်ပါလေပြီးတော့မကြခင်မှာဘေးအန္တရာယ်တစ်ခုကြားရောက်နိုင်တဲ့အကြောင်းနဲ့အန္တရာယ်ကိုရှောင်ဖယ်နိုင်ဖို့ မနှက်ပြန်မှလာပြီးရေရာချေရမယ်လို့ဆိုလိုက်တာပါအဲ့ဒီကောင်မလေးရဲ့နာမည်ကတော့ဝိုင်ဖြစ်ပါလေဝိုင်ကတော့အပွေးမြေအပင်သိနေပြီးအောင်လန်းစရာနှာဘူးကောင်ဆိုပြီးတော့သူ့ကိုမထီမဲ့မြေရန်တွေ့ကပြန်ထွက်သွားဖို့လုပ်ပါလေဆရာပေါက်ကသူ့ကိုဒီလိုမလေးမစားဆက်ဆံတဲ့အတွက်ပညာကြီးကိုလည်းပြန်ယူသွားလို့ဆိုကငွေတွေပြန်ပေးလိုက်ပါတော့လေအမှန်တော့ငွေပြန်ပေးလိုက်တဲ့အချိန်မှာဝိုင်ရဲ့လက်ကို သူအထူးစီမံထားတဲ့ ညှို့ဈေးနဲ့တုတ်လင်းလိုက်တာဖြစ်ပါလေ။မကြခင်မှာပဲဝိုင်းသွားနေတဲ့လမ်းမှာဆရာပေါက်ကဖြတ်ဆောင်နေကြပြီ။သူမလည်းဆရာပေါက်ကိုမြင်တာနဲ့နောက်ပြန်လှည့်သွားပါလေ။ဒါပေမဲ့ညှို့ဈေးရဲ့အစွမ်းတတ္တိကပြလာပြီးတော့ထွက်သွားလို့မရနိုင်ပဲချက်ချင်းပဲစိတ်ပြောင်းသွားကဆရာပေါက်ဘောကို ကြွေသွားခဲ့ပါတော့လေ။အဲ့ဒီချိန်မှာဦးစင်းကျူတို့အဖွဲ့လေးဆရာပေါက်နေတဲ့ရွာလေးစီကိုရောက်လာခဲ့ကြပါပြီ။တကားတော့ အောင်လန်းဆရာဆရာပေါ့ကိုများတိကြလားဩတိပါလေဗျာဆရာပေါ့ဆိုတာဒီရွာမှာတယောက်ပဲရှိတာပါအခုတော့တရဲတွေမဖမ်းမဲမိမတွေပဲလိုက်ဖမ်းနေတာဗျာဒီနေ့ကလည်းကောင်မလေးတောင်းနဲ့နတ်စင်ရှိမှတစ္ဆာပြဲမိုးချိုးပစ်ပါစေလို့ကြိမ်ပြနေသေးတာဒါဆိုအခုသူဗမာရှိလေတိကြလားอืมအဲ့ဒါတော့မသိပါဘူးဗျာတို့လည်းချက်ချင်းပဲလူစုခွဲပြီးတော့ဆရာပေါ့ကိုလိုက်ရှာကြပါတော့တယ် ဇာပေါက်ကတော့ဝိုင်နဲ့အတူချောင်းထဲမှာရေကူးပြီးตาရနေတာပါ။ဒိမ့်မကြခင်မှာပဲဦးစင်းကျူနဲ့ကပ္ပိယကြီးတို့ကိုရွာသားတယောက်ကဇာပေါက်ချောင်းထဲမှာရေကူးနေကြောင်းလမ်းညွှန်ပေးလိုက်ပါလေ။သူတို့လည်းချောင်းစီကိုအမြန်လာခဲ့ရမှာတဖက်ကမ်းမှာအတွဲခုန်နေတဲ့ဇာပေါက်ကိုတွေ့လိုက်ရပါပြီ။သူချက်ချင်းပဲလေတစည်းနဲ့ရေလဲကိုလှော်သွားပြီးတော့ဇာပေါက်ကိုကောင်မလေးနားကခွာဖို့ပြောပေမဲ့ဇာပေါက်တို့အတွဲကနားမလည်နိုင်ပဲကြောင်တောင်တောင်ဖြစ်နေပါလေ။ အဲ့ဒီချိန်မှာပဲမိုးမောင်ကြလာကကြယ်လောင်နဲ့မိုးချိန်တန်တွေစူညာလာပြီးတဆက်ထဲမှာပဲမိုးချိုပြစ်ချလို့တကွဲတပြားစီလွင့်စင်သွားကြပါတော့လေအားလုံးရက်ကန်ရက်ကန်နဲ့ကူးလာပြီးလေပေါ်ပြန်တက်လာတဲ့အခါမှာတော့နောက်ထပ်မိုးချိန်တန်တွေထပ်ကြားလိုက်ရပြီးဝိုင်းတယောက်တည်းရေထဲခုန်ချပြီးကန်းဆက်ကိုကူးပြေးသွားပါတော့လေဦးစင်းကျူနဲ့ဆရာပေါ့တို့လည်းကန်းဆက်ကိုလေမြန်လှော်ကြပါလေဒါပေမဲ့မျက်နှာချင်းဆိုင်ကြီးလှော်နေမိတာကြောင့်လေကမရွေပဲ ဝေ့လည်နေပြီးတော့နောက်ဆုံးမှမှောက်ကျသွားခဲ့ပါတော့လေဒဂါကြီးဟာဆရာပေါ့ဟုတ်ပါတယ်နော်တင်းမဒါနဲ့ဦးစင်းကောင်ဘယ်သူလဲဖေဘာလို့မိုးချိုးတွေကိုခေါ်လာရတာလဲဘုံကြီးပြောပြရရင်ဒဂါကြီးကြက်သိန်းတစ်ဖက်မြန်ထသွားပါလိမ့်မယ်ဘာလို့လဲဖေအရင်ဘွားကဒဂါကြီးဟာဦးစင်းရဲ့ဇနီးဖြစ်ခဲ့တယ်အဲ့ဒီဘွားကဆိုထားခဲ့တဲ့တစ္ဆာစကားတွေကြောင့် ဒီဘွားမှာတကာကြီးလှုပ်သမျှကံအကျိုးဆက်တွေအားလုံးဦးစင်းကခံနေရတာဒါကြောင့်တကာကြီးနတ်စင်မှာမိုးကြိုးပြစ်ဖို့ကြိမ်နာတဲ့အတိုင်းဦးစင်းကိုမိုးကြိုးတွေလိုက်ပြစ်နေတာပဲအာအဓိပ္ပာယ်မရှိတာပဲဖေဟာတပိတော့ဒါမျိုးတွေမယုံပါဘူးစိတ်လဲမဝင်စားဘူးပြန်မလာမယ်ဖေဟာပြောပြောဆိုဆိုနဲ့ဆရာပေါ့ဟာဦးစင်းရဲ့ခေါ်တန်းကိုဂယူမဆိုင်တော့ပဲထားပြန်သွားပါတော့တယ်တဖက်မှာဝိုင်ကတော့ပုံးပဲ့ဒံယာတွေကိုဆေးထည့်နေရင်ညှို့စည်းအစွမ်းကပြလာပြီးရုတ်တရက်နေမထိထိုင်မသာတွေဖြစ်လာခဲ့တာပါ နောက်ဆုံးမှာတော့တီးမခံနိုင်တော့ပဲဆီယာပေါ့ရဲ့အင်စီကိုလိုက်သွားခဲ့ပြီးတော့နှစ်ယောက်သားအချစ်ပွဲနှွဲဖို့အစပြုတ်နေကြပါပြီသူတို့နှစ်ဦးကြည်နူးစွာနဲ့ဇက်ရှင်တက်လာစင်မှာပဲဦးစင်းကျူရောက်ချလာပြီးရုတ်ချီးဆိုသလို မိုးချင်းတံတွေစူညာလာက လေပြင်းတွေပါတိုက်ခတ်လာခဲ့ပါတော့တယ်အဲ့ဒီလေပြင်းကြီးဟာအချင်းတို့တွင်းမှာပဲပြင်းထန်တဲ့မှုန်တိုင်းတစ်ခုလိုပြောင်းလဲသွားခဲ့ပြီးတော့အင်ကြီးလဲတစစီစုပ်ပြက်ကလူတွေလဲလွင့်စင်သွားကုန်ကြပါတယ် ဦးစင်းနဲ့ဆရာပေါတို့နှစ်ယောက်နောက်ကိုတော့မိုးချိုးတွေကဒရဇက်လိုက်ပစ်နေလို့အသေးအံထပြေးကြပြန်ပြီးနောက်ဆုံးမှရေဒဂွန်တစ်ခုပေါ်ကနေအောက်ကိုခုံချသွားကြရပါတော့တယ်တပတ်မှလည်းဆရာတော်ရဲ့အာယုံထဲမှာမိုးချိုးပစ်ချသံတွေကြားနေရတာကြောင့်ဦးစင်းကျူကိုစိတ်ပူနေကြပါလိမ့်ဆရာတော်ဗျာတကယ်လို့ဆရာပေါကလိုက်မလာဘူးဆိုရင်ဘယ်လိုပြစ်ကုန်မှာလဲဖေဟာတယောက်ယောက်သေးရမှာပေါ့ပထန်းဆက်သေးသွားရင်တော့ဒီကိစ္စလည်းငြိမ့်သွားမယ် ဘသူသေးရမလဲဆိုတာတော့ဘုံကြီးလည်းမသိနိုင်ဘူးရေတကွန်ဘော်ကခုံချလိုက်တဲ့ဦးစင်းနဲ့ဆရာပေါ့တို့ဟာအောက်မှာမေမျောနေကြပြီမကြခင်မှာတော့ကပ်ပီးရတဲ့ចောင်းသားတွေရောက်လာကကြေးလက်စေကန်းစီကိုခေါ်ဆောင်သွားကြပါတော့တယ်အတော်လေးကြတော့နှစ်အောင်လုံးသတိပြန်ရလာကြပြီဦးစင်းကျူကဆရာပေါ့ကိုသူနဲ့တူဘုံကြီးကိုလိုက်သွားပြီးတော့ ပထမဆက်ဖြတ်ပေးဖို့ပြောခဲ့ပေမဲ့ဇီယာပေါက်ကတော့ဒီကိစ္စကိုယုံကြည်လဲမရှိသလိုသူ့အတွက်လည်းနင့်နာစရာမရှိတာကြောင့်မလိုက်နိုင်ကြောင်းခက်ပြက်ပြက်ပဲငင်းဆန်လိုက်ပါလေဒီချိန်မှာဆရာပေါ့တင်းကြိုင်းထဲမှာစီရင်နဲ့ပိတ်လောင်ထားတဲ့စုံမကအတွင်းကနေရုံကန်ပြီးလွတ်မြောက်လာခဲ့ပါတော့တယ်။ဆရာပေါ့လည်းစေကန်းကဆင်းလာတဲ့ချိန်ဖြစ်ပြီးတော့ဦးစင်းကနောက်ကလိုက်ပြီးသူနဲ့ခဏလောက်လေးပဲလိုက်လာပေးဖို့အတွက်ဖြောင်းဖြားကပြောဆိုနေခဲ့တာပါ။အဲဒီချိန်မှာပဲဆရာပေါ့ကိုညှိုးထားတဲ့စုံမကရောက်လာခဲ့ပြီ သူ့ကိုဥခွေတွေနဲ့ရက်ပတ်ကဆွဲခေါ်သွားခဲ့ပါတော့လေဆုံးမသူ့ကိုဖမ်းခဲ့လို့လက်စားလာချေတာပဲဒီတခါတော့အကိုပေါ့ကိုအသေးအမှတေးကြတယ်ဟေးတကယ်လားတောင်ဆိုရင်ကောင်းတာပေါ့ဒင်းသိရင်ပထန်းစားလည်းပြတ်ပြီးဒါဆိုငါတို့အလုပ်ကိစ္စပြီးမြောက်ပြီပဲဥလိယအတော်မြစ်တာတရားခေါင်းပါလို့မလားအေးမင်းတို့ကအရင်တကူကောင်းဆန်ခဲ့တာငါမြစ်တာထားနေရမှာလားဆရာတော်ကြီးကလည်းပထန်းစားမရှိတော့ရင်ဦးစင်းကျူအန်ရယ်ကင်းပြီလို့မိန့်ထားတယ်ဟုတ်တယ်မလားဦးစင်း ကပ္ပယာကြီးကဦးစင်ဘက်ကိုလှည့်ပြီးမေးတော့ဦးစင်လည်းခေါင်းငိမ့်ပြလိုက်ပါတော့လေဆရာတော်ဗျာရွာသားတို့ပြောကြသလိုဦးစင်ကျူဟာငကားရဲ့သားဆိုတာတကယ်လားဗျာဟုတ်တယ်ဦးစင်ကျူဟာငယ်စဉ်ကအပြင်းဖျားပြီးအကြကြီးအသက်ရှူရက်သွားဘူးတယ်သူ့မိကဖုန်ကြီးစီကိုခြီလာခဲ့ပြီးတော့အကူညီလာတောင်းခဲ့တာအသက်ပြန်ရှင်ခဲ့ရင်လေတသက်စာသင်ငန်းစီးပေးမယ်လို့ပြောခဲ့တာဖုန်ကြီးလည်းကလေးလက္ခဏာကိုကြည့်လိုက်တော့ပါရမီထူးတဲ့ပုံကိုဆိုတာတွေးလိုက်ရတယ် ဒါကြောင့်နဂါးစီကိုသွားပြီးအခုလိုတိုင်တယ်ပြောဆိုခဲ့တာပဲဒီကလေးဟာဝေကျွေးကြီးနဲ့မွေးလာခဲ့ပြီးမိုးကြိုးပြစ်ခံပြီးတေဆုံးမဲ့ဇာတာပါလာပါတယ်ဒါပေမဲ့အဲဒီကံကလွတ်မြောက်ခဲ့ရင်တော့နိုင်ငံအကျိုးသာသနာအကျိုးကိုဆောင်ရွက်မဲ့ပုံကိုဒူးလေးဖြစ်နေပါတယ်ဒါကြောင့်နဂါးမင်းရဲ့အသားဖြစ်မွေးစားပြီးအသက်ပြန်ရှင်အောင်ဆောင်မပေးပါစေသာတိုင်တယ်တကားဆုံးတာနဲ့ကလေးကိုမြစ်ထဲမှာပြစ်ချလိုက်ရမှာတော့နဂါးကြီးကပြန်ဆဲတင်လာပေးခဲ့ပြီး လက်ထဲမှာလည်းနဂါလက်သေးတစ်ခုကိုစုပ်ကင်လာခဲ့ပါလိမ့်ဒီเจ้าကိုဦးစင်းကျူကိုတိုင်အောင်တေချာမမှတ်မိလို့တိတ်မယုံကြည်ခြင်းပါဘူးတနေ့မှာဦးစင်းရဲ့မိခင်ဈေးကပြန်လာတဲ့အချိန်မှာရွာထဲကလောဂီဆရာတစ်ယောက်ကဦးစင်းကျူရဲ့ကိစ္စကိုကူညီပေးဖို့စကားဆလာခဲ့ပါလိမ့်ဒေါနောဥခဏနေပါဦးစေနာနဲ့ပြောစရာရှိလို့ပါဦးစင်းကျူကတကယ်တော့အောင်လန်းပညာနဲ့လှုပ်တာကိုခံနေရတာ။ဦးစန်းသားရှိမယ်ဆိုရင်ဒီကိစ္စကိုကြုတ်ကူညီနိုင်ပါလေ ဘယ်ကအောက်လန်းနဲ့လောက်ရမှာလဲရှင်ပဋ္ဌာန်းစကြောင်ဖြစ်တာပါလို့ဆရာတော်ကြီးကိုယ်တိုင်ပြောခဲ့တာပါဆရာတော်ကသာအရာအလုံးသိနေသူကကုပေးနိုင်မှာပေါ့ဒီကိစ္စပေါ့ပေါ့ထားလို့ရတဲ့ကိစ္စမဟုတ်ဘူးတော့တော့တေချာစဉ်းစားပါကြာလာလေအန်ဒီရဲ့ကပူကြီးလာလေပဲအချိန်မီဖြည့်ရှင်းနိုင်မှာတော်ကကြမယ်음ဒါဆိုရင်ရှင်ကဘလို့နီးနဲ့ကူညီမှာလဲသူမွေးတဲ့နှစ်လရက်တွေနဲ့အတုံးဆောင်တချို့အဝိစားတချို့ကိုအယုတ်လေးတစ်ခုတည်းထည့်ပြီးတော့ယူလာခဲ့ ကျုပ်တက်နိုင်တယ်လို့အစီရင်လေးတွေလုပ်ပေးမယ်ဗျာအဲ့ဒီညသကောင်ရံအချိန်မှာတော့ရွာပင်ကတစ်ပင်ကြီးတပင် အောက်မှာလော်ဂီဆရာနဲ့ဒေါ်နော့တို့အတူတူအစီရင်လုပ်ဖို့အတွက်ရောက်ရှိနေကြပါလိမ့်ဒါမဲ့အစီရင်တွေကမှားယွင်းပြီးဒေါ်နော့ကိုထိခိုက်မိစေတော့တာပါ လော်ဂီဆရာလည်းသူမနိုင်တော့တာကြောင့်ဒေါ်နော့ကိုထားပစ်ခဲ့ပြီးထွက်ပြေးသွားခဲ့ပါတော့လေကံကောင်းထောင်းမစွာဆရာတော်အချိန်မီသိရှိပြီးအိမ်ကိုပြန်ခေါ်လာနိုင်ခဲ့ပေမဲ့ဒေါ်နော့တယောက်တတိပြန်ရမလာသေးပါဘူး ကပ္ပရနဲ့ចောင်းသားတွေကဆရာပေါ့သေးရင်သူတို့အလုပ်ပြီးပြီဆိုပြီးပြောနေစင်မှာဦးစင်းကျူကဆရာပေါ့ကို သူကိုယ်တိုင်သွားကင်မယ်လို့ပြောလိုက်ကာအမြန်လိုက်သွားခဲ့ပါတော့လေရှေးခလန်းလန်းတနေရာမှာတော့ဆရာပေါ့ကိုစုံးမကဦးနဲ့ဖြစ်ညင်နေပြီးတစ်ပင်ကြီးနဲ့လွှဲရိုက်ပစ်လိုက်ပါလေဆရာပေါ့မေ့သွားတဲ့ချိန်မှာအသေးတက်ဖို့လုပ်ခဲ့ပြီမဲ့ဦးစင်းကျူရောက်လာခဲ့ပြီးစုံးမရဲ့ဦးရှိကြီးကိုလမ်းဆွဲထားကာတရားချဖို့ကြိုးစားနေပါလေဒါမဲ့စုံးမကအားကုန်လွှဲပစ်လိုက်ရမှာတော့ အိုးစင်းလဲလွင့်စင်ပြီးအနားကမြစ်ထဲကိုပြုတ်ကျသွားခဲ့တော့တာပါမြစ်ထဲပြုတ်ကျသွားတဲ့အိုးစင်းသားကိုရေတရွာကြီးတကောင်ရောက်လာခဲ့ပြီးအဲ့ဒါကငယ်စင်ကအိုးစင်းကျူကိုကဲတင်ပေးခဲ့တဲ့နဂါကြီးပဲဖြစ်နေပါတော့လေဒီချိန်မှာလဲနဂါမင်းရဲ့ကြောပေါ်ကို တက်စည်းကရေထဲကနေပြန်ပေါ်လာခဲ့ပြီးစုံးမနဲ့မျက်နှာချင်းဆိုင်မိကြပါတော့လေစုံးမကသူ့ဥခွေတွေနဲ့နဂါကောင်းကိုရစ်ပတ်ပြီးဆွဲနေပြီမဲ့နဂါကတုတ်တုတ်မျှမလုတ်ခဲ့ပဲ ခဏနေတော့နဂါးတစ်ချက်မှုတ်ထုတ်လိုက်ရမှာစုံမလွင်ထွက်သွားခဲ့ရပြီးတစ်ပင်နဲ့ဝင်ဆောင်ကဇီဝင်ချုပ်သွားခဲ့ပါတော့တယ်နဂါးကြီးလည်းဦးစင်းကိုနှုတ်ဆက်သလိုနဲ့ကြီးလိုက်ပြီးတော့ရေထဲကိုပြန်ဆင်းသွားခဲ့တော့တာပါဦးစင်းကျူလည်းဆရာပေါ့ကိုအ мян သွားထူကြည့်တော့သတိလစ်နေသေးတာကြောင့်ပါလီငါးချက်ရိုက်ပေးလိုက်မှသတိပြန်ရလာခဲ့ပါတယ်ဆရာတော်မွေးထားတဲ့မြောက်ငယ်လေးရောက်လာပြီးသူနဲ့အတူစားတဆောင်ပါလာခဲ့ပါတယ် ဇာတ်ထဲမှာတော့ဦးစင်းကျူရဲ့မိခင်အခြေအနေမကောင်းလို့အမြန်ပြန်လာကြည့်ဖို့အတွက်ရေးသားထားတာပါဦးစင်းကျူတို့အဖွဲ့လည်းအဲ့ဒီသတင်းကိုရတော့ချက်ချင်းဆိုသလိုပဲဇာတိရွာကိုပြန်လာခဲ့ကြပါလေအိမ်လေးပေါ်လှမ်းတက်လိုက်တော့ငိန်သက်စွာလဲလျောင်းနေတဲ့မိခင်ဖြစ်သူကိုတွေးလိုက်ကြပါလေဘလို့ဖြစ်ရတာလဲဗျာဦးစင်းကိုကူညီခြင်းလို့လောကီဆရာနဲ့အောက်လန်းစီရင်တွေလောက်ရာကနေအစီရင်မှားရွေးပြီးတော့ခုလိုဖြစ်သွားခဲ့ရတော့တာပဲ။ ဦးစင်းကျူဟာမျောလင်းချက်နဲနေတဲ့မိခင်ကိုကြည့်ပြီးစိတ်ထိခိုက်နေစင်းမှာ အပြင်ဘက်ကခေါ်တန်ကိုကြားလိုက်ရပါတော့တယ်။ဆရာပေါ့သူ့နောက်ကိုလိုက်လာတာပဲဖြစ်ပါလေ။တပီတော့ပဋ္ဌာန်းဆက်လာဖြတ်တာပါဗျာ။ဘလို့လဲချက်ချင်းပြောင်းလဲသွားပါလား။တပီတော့ဘက်ကဒီလောက်တကူကောင်းဆန်ခဲ့တာတော့ဦးစင်းကျူဟာအသက်နဲ့ရင်းပြီးတော့ကယ်တင်ပေးခဲ့တာကြောင့်ပါ။အင်းမဆိုးပါဘူး။ဂျေဇူးတည်သားပဲ။ဒါနဲ့အထဲမှာလဲနေတာဘသူများလဲ။ဟိုဘာဖြစ်တာလဲဗျာ။ ဦးစင်းရဲ့အမေပါဦးစင်းကိုကူညီဖို့အစီအစဉ်လေးလောက်ရာကနေမှားယွင်းသွားပြီးတော့အောက်လန်းပညာကိုပြန်ထီတော့တာပဲဟိုအောက်လန်းပညာဆိုရင်ကျုပ်ကူညီနိုင်လောက်တယ်ကျုပ်ကြည့်ပြစီဆရာပေါအိမ်ထဲကိုဝင်သွားပြီးသူ့ရဲ့အစီအစဉ်တွေနဲ့စတင်ကုသပေးခဲ့ပြီးတော့မင်းနဲ့ပိုင်းတွင်းမာနေမယ်ဒေါ်တော့လည်းပြန်လဲသတိရလာခဲ့ပါတော့တယ်နောက်နေ့မှာတော့ပထန်းဆက်ဖြတ်ပွဲကြီးစတင်ခဲ့ပါပြီဆရာတော်ကအင်းကွက်ရေးဆွဲထားတဲ့တပိတ်ဖုံးတစ်ခုကိုယူလာပြီးဆရာပေါကိုပေးလိုက်ပါတယ် ဘုံကြီးဒီမောင်းကိုထုတဲ့အချိန်မှာဒကာကြီးကအဲ့ဒီအင်းကွက်ဆွဲထားတဲ့တပိတ်ဖုံးနဲ့ဦးစင်းကျူကိုရိုက်ရမယ်။အစင်းသင်းပြန်ပါဒကာ။ဦးစင်းတပိတော့အပြစ်မိပါနဲ့ဖေ။ဆရာတော်ခိုင်းလို့သာလောက်ရတာပါ။အင်းမာလှုပ်ရှားရှိတာသာမြန်မြန်လှုပ်ဆန်းပါ။မကြခင်မှာဆရာတော်မောင်းကိုထုလိုက်ရမှာတော့ဆရာပေါက်လဲခွန်းကနေရိုက်ချလိုက်ရာဦးစင်းလည်းပြစ်လဲကျသွားပါတော့လေ။အစီအစဉ်ပြီးပြီမဟုတ်လားဖေ။မပြီးသေးဘူးဒကာ။ ဒီတကာဦးစင်းကျူကတကာကြီးကိုပြန်ရိုက်ရမယ်အလှဲ့ပဲဗျာအစားတော့ကတော့ဒီလိုခွင်းရမယ်လို့မထင်ထားဘူးဦးစင်းလှဲ့ပဲတော့တကာစကားဆုံးတာနဲ့ဦးစင်းကျူလည်းခွန့်ကနေရိုက်ချပစ်လိုက်ပါတော့လေဟာမုံသေးဘူးလေဦးစင်းဆရာတော်မောင်းတို့ပြီးမှရိုက်ရမှာလေဗျာအော်ဟုတ်လားမသိလို့ပါတကာကြီးခဏကြာဆရာတော်မောင်းထပ်တီးတဲ့အခါမှာတော့ဦးစင်းကျူလည်းနောက်ထပ်ရိုက်ချပစ်လိုက်ရမှာ ဆရာပေါ့လေကျယ်ရီလာတွေမြင်သွားခဲ့ပါတော့လေ။ကျောင်းနိုင်ဆရာတော်နဲ့ဦးစင်ကျူတို့မြေကမ်းတစ်ပိတ်မှာရက်ပြီးရေပြင်ကိုငေးကြည့်နေကြပါလေ။ကိစ္စဝါဝါအတွက်တပိတော့ဂျေဇူးတင်ပါတယ်ခင်ဗျာ။ဘုန်းကြီးကိုဂျေဇူးတင်မနေပါနဲ့။ဂျေဇူးတင်ရမှာကဟိုးမှာ။ဆရာတော်ကမြေပြင်ကြီးတဲကိုညွှန်ပြခြင်းပြောကပြန်လှည့်ထွက်သွားခဲ့ပါတော့လေ။ဦးစင်လည်းမြေပြင်ကိုစိုက်ကြည့်ရင်းသူ့ကိုကဲတင်ခဲ့တဲ့ငကားကိုမြစ်တာတွေပို့လွှတ်ပေးနေမိတော့တာပါ။ ။မကြခင်မှာတော့မိခင်ဖြစ်သူဒေါ်တော့လေအဲ့ဒီနေရာကိုရောက်ရှိလာခဲ့ပါတော့လေ။ဥစဉ်ဘာတွေငင်းနေတာလဲဖေ။ဩဘာမှမဟုတ်ပါဘူးတကယ်မကြီးရဲ့ဒီလိုပါပဲ။အဲ့ဒီချိန်သူတို့နဲ့မနီမွေးမှာ လော်ဂီဆရာရောက်နေရကို မြင်လိုက်ရပြီအဲ့ဒီလူလဲဖုန်းကြီးကိုတွေ့တာနဲ့လှဲ့ထွက်ဖို့လုပ်ပါလေတခါကြီးရက်ပါအောင်တခါကြီးမပြေးပါနဲ့ဒီလိုလာပါဦးစင်းတခါကိုအပြစ်မတင်ပါဘူး တကာလုတ်ခဲ့တာတွေကဥစဉ်အကျိုးအတွက်လုတ်တယ်ဆိုတာဥစဉ်နားလဲပါတယ်ဒါကြောင့်ဥစဉ်အားလုံးကိုခွင့်လို့ပေးပါတယ်ဒါမဲ့ဒေါ်နောကတော့သူ့ဖက်နဲ့ချုပ်ပြီးကောက်ပေါက်ကငါတော့ခွင့်မလို့ဘူးနေညောင်ငါသေတော့မလို့ဖြစ်ခဲ့တာဆိုပြီးပါလိုက်ရိုက်နေတာကြောင့်ဥစဉ်ကျူကိုပတ်ပြီးတော့ပြေးနေကြပါတော့တယ်ဒါမှမဟုတ်ညီဖြစ်သူကပြေးရောက်လာပြီးဆရာပေါ့ကို သူ့ချစ်သူလေးကျွမ်းပြန်အောင်လာပြီးဖြစ်ကြောင်းတရင်လာပေးခဲ့ပါလေမရှိမနှောင်းခင်မှာပဲကျွမ်းလဲသူ့အိမ်ရှိကိုရောက်လာပြီးတော့ နှစ်ဦးသားဝမ်းသာအားရထွေးပွေ ထားလိုက်ကြပါတော့တယ်။အဲ့ဒီချိန်မှာဝိုင်လေးရောက်လာခဲ့တာကြောင့်ဆရာပေါက်ပြဿနာတက်ရပြီးဘာလို့ရမှန်းမသိဖြစ်နေရပါပြီ။ဒါမဲ့ကျွမ်းကကောင်းကင်ကိုတိုင်တယ်ပြီးသူမဘော်တစ္ဆာပြက်ခဲ့ရင်မိုးချိုပစ်ပါစေလို့ပြောလိုက်ရမှာတော့မိုးချိန်တန်တွေစူညံလာပြီးအားလုံးလည်းဆရာပေါက်နားကနေထွက်ပြေးကုန်ကြပါတော့တယ်။အဲ့ဒီချိန်မှာပဲဆရာပေါက်ပေါ်ဝုံနဲ့မိုးချိုပစ်ချလိုက်ပြီးတော့လွင့်စင်ထွက်သွားကာ ရုပ်ရှင်ဟာလည်းဒီမှာပဲဇက်သိမ်းသွားပါတော့တယ်ခင်ဗျာ။